မြန်မာ National League Championship နဲ့တဲ့အသင်းဟာနိုင်ငံတကာပြိုင်ပွဲတွေမှာရဲလက်စိုးတွေနဲ့ရင်ဆိုင်နေရပြီးအသင်းနီးပြဟီယိုကီနဲ့နှစ်ဖက်သဘောတူစာချုပ်ဖြစ်သိမ်းလိုက်ကြောင်းနိုဝင်ဘာလ9ရက်နေ့ကအသင်း Facebook စာမျက်နှာမှာတရားဝင်ထုတ်ပြန်လိုက်ပါတယ်။နီးပြချုပ်ဟီယိုကီအနေနဲ့ပုံမကောင်းမွန်တဲ့စိန်ခေါ်မှုအသင့်များသို့86လမ်းနိုင်ဖို့အတွက်အခုလိုဆုံးဖြတ်ချက်ကိုချမှတ်လိုက်ခြင်းဖြစ်တယ်လို့လည်းအသင်းကထုတ်ပြန်ပါတယ်။ဒါ့အပြင်အသင်းတွေသူ့ရဲ့ဥဆောင်မှုအောက်မှာရရှိခဲ့တဲ့အောင်မြင်မှုများအတွေ့ ဂုံယူကျေးဇူးတင်ကြောင်းကိုလည်းထုတ်ပြန်ချက်မှာထည့်သွင်းခဲ့တာပါဂျပန်လူမျိုးနှစ်ပြဟီရိုကီဟာရှောင်းလိုက်တဲ့အသင်းကို2024-2025ဘောလုံးရာသီကနှစ်ပြချုပ်အဖြစ်နဲ့စတင်ကင်တွေခဲ့တာဖြစ်ပြီးမြန်မာနေရှင်နယ်လီချန်ပီယံဆုကိုရှုံးပွဲမရှိစံချိန်နဲ့ရယူပေးနိုင်ခဲ့တယ်လို့မနစ်က AFC Challenge League ပြိုင်ပွဲမှာလည်း Quarter Final အဆင့်ထိတက်ရောက်နိုင်အောင်ဆွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။ဒီနေ့မှာတော့ AFC Challenge League အုပ်စု E မှာအင်ဒိုနီးရှား၊ကမ်ဘောဒီးယား၊တရုတ်တိုက်ပွဲကလပ်အသင်းတွေနဲ့တအုပ်စုတွေကြာရောက်ခဲ့ပြီး ုံးပွဲရှင်ပြိုင်ပြီးမှတုံးပွဲစလုံးရှုံးခဲ့တာကြောင့်အုပ်စုအစ်စ်နဲ့သာကျင်းတဲ့ခဲ့ရပြီးတော့ရက်လက်ဆိုးတွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ရှောက်နိုင်တဲ့တင်ဟာမကြခင်နီးပြချုပ်အစ်တူဦးကိုအမြဲဆုံးခတ်သွားမယ်လို့သိရပြီးရခိုင်နီးပြဟောင်းဖြစ်တယ်လို့အသင်းမန်နေဂျာဖြစ်တဲ့ဦးဟန်ဝင်းအောင်ကိုပြန်လည်ခန့်အပ်သွားမယ်လို့သိရပါတယ်။ဦးဟန်ဝင်းအောင်အနေနဲ့နိုဝင်ဘာလ6ရက်နေ့ညနေမှာ ရှင်ပြိုင်ကစားသွားဖို့ရှိတဲ့ဟန်တာရီယူနိုက်တက်အသင်းရဲ့ပွဲမှာပထမဆုံးကင်တွေသွားမယ်လို့လည်းသိရပါတယ်ခင်ဗျာ။